္ဂလာပါပိတ်သက်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်။ပထမအဆုံးသတင်းတစ်ပုဒ်ကတော့သမရဒေါ်နယ်ထရန့်ကတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံရင်မိတိအကြောင်းရင်းမှမရှိဘူးလို့ပြောကြလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ဒါအပြင်တရုတ်နိုင်ငံဤတွင်သွင်းကုန်များအပေါ်ကြီးမားတဲ့အခွန်နှုန်းထားများကောက်ခံရန်အတွက်လည်းစဉ်းစားနေတယ်လို့ဆိုပါရရှင်။ဒုတိယသတင်းတစ်ပုဒ်ကတော့ဗင်နီဇွဲလားနိုင်ငံဤအတိုက်ခံပါတီခေါင်းဆောင်မာရီယာခော်ရီနာဟာသူမ၏ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ခဲ့မှုကြောင့်2025ခုနှစ်အငြိမ်းချေးနိုဘယ်ဆုကိုရရှိခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။အမေရိကန် ုင်ငံကတော့ဒါဟာနိုင်ငံရေးပေါ်အခြေခံပြီးဆုံးဖြတ်ချက်ချခဲ့တာလို့ဆိုပါရရှင်တတိယသတင်းတစ်ပုဒ်ကတော့ Hamas တို့ဟာ၎င်းတို့နဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအလုံးမှာရှုံ့နေခဲ့ကြောင်း Israel ဘက်ကကြေညာခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်ဒါအပြင်ယာယီအပြည့်ခဲရက်စဲရေးစတင်ခဲ့တာကြောင့်ထောင်ပေါင်းများစွာသောဂါဇာမြို့ကန်များဟာသူတို့၏နေအိမ်များသို့ပြန်လည်သွားရောက်နေကြပါရရှင်နောက်ထပ် သတင်းတစ်ပုဒ်ကတော့ထိုင်ဝမ်နိုင်ငံကအလော်ပေါင်းများစွာအကာအရန်များပြုလုပ်ထားတဲ့တည်ထုံမှုသောလေကြောင်းကာကွယ်ရေးစနစ်တဲ့အားစတင်ဖော်ထုတ်ပြသခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်တိုးပါလာသောတရုတ်နိုင်ငံ၏စေ ရေးချိန်ချမှုများကိုကာကွယ်ရန်အတွက်အခုလိုပြုလုပ်ခဲ့တာဖြစ်ပြီးထိုင်ဝမ်နိုင်ငံ၏လုံခြုံရေးနှင့်အချုပ်အခြာအာဏာကိုတုံ့ပြန်စေရန်ရည်ရွယ်တာပဲဖြစ်ပါလေရှင်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့အာဖဂန်နစ္စတန်နယ်နိမိတ်အနီးစစ်သွေးကြများနှင့်ပါကစ္စတန်စစ်သားများပဋိပက္ခဖြစ်ပွားခဲ့ရာပါကစ္စတန်စစ်သား၁၁ဦးအနည်းဆုံးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါလေရှင်။ပါကစ္စတန်စစ်တပ်ဘက်ကတော့ထိုတိုက်ခိုက်မှုတွင်ပါဝင်ခဲ့တဲ့စစ်သွေးကြော30အားတပ်ဖြတ်လိုက်ခြင်းဖြင့်ပြန်လည်တုံ့ပြန်ခဲ့ပါလေရှင်။ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။